ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အစိုးရဌာနဆိုင်ရာတွေနဲ့အဖွဲ့အစည်းတွေကနေစာဝန်ထမ်းတွေနေစာအလုပ်သမားတွေရဲ့တနေ့အလုပ်လုပ်ရှင်၈နာရီအတွက်လောအခ4800ကျပ်သတ်မှတ်ထားရကနေအပိုထောက်ပံ့ခြင်း3000ကျပ်တိုးကနေ့စဉ်လောအခ8800ကို အောက်တိုဘာလ၁ရက်နေ့ကစတင်ကခွင့်ပြုလိုက်တယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ကြေညာပါတယ်အလုပ်ရှင်တနေ့၈နာရီအတွက်လက်ရှိသတ်မှတ်ထားတဲ့လောက ကျပ်4800အပေါ်မှာအပိုထောက်ပံ့ကြေးကျပ်1000ကို2023ခုနှစ်အောက်တိုဘာကစတင်ပြီးတော့ပထမတစ်ကြိမ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ထပ်မံပြီးကျပ်1000ကို2024ခုနှစ်ဩဂတ်လကစတင်ကဒုတိယအကြိမ်အဖြစ်လစဉ်ခန်းစားခွင့်ပြုခဲ့ပါတယ်။လက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေးကျပ်2000အပြင်ထပ်မံပြီးကျပ်1000ကို အပိုထောက်ပံ့ကြေးအဖြစ်ခန်းစားခွင့်ပြုဖို့အခုလိုမျိုးဖော်ပြလာတာဖြစ်ပါတယ်။တိုးမြင့်ပေးလိုက်တဲ့အပိုထပ်ဆောင်ကြေးကို လုပ်ငန်းစာရှုပ်အစရှိတဲ့ဆောင်ရွက်ပြီးစီးတဲ့လုပ်ငန်းပမာဏဒါမှမဟုတ်အရေးအတွက်ကိုလိုက်ပြီးတော့အခကျင်းငွေရရှိတဲ့ဝန်ထမ်းတွေနဲ့အလုပ်သမားတွေအချိန်ပိုင်းတဆောင်ရွက်ရတဲ့ဝန်ထမ်းတွေခန်းစား권မရှိပါဘူးအခုလိုလောအခတွင်းမြင့်တက်မှတ်ပေးမယ်လဲလက်ရှိကုန်စည်နှုန်းကြောင့်ဝင်ငွေထွက်ငွေမျှတာတဲ့အနေအထားတစ်ခုမဟုတ်သေးဘူးလို့ဝန်ထမ်းတွေကပြောကြပါတယ်ဒါကြောင့်ငွေကြေးဖောက်ပွားမှုနဲ့ ကုန်စည်နှုန်းမြင့်တက်မှုတွေကိုထိန်းချုပ်နိုင်ဖို့အထက်ကလိုအပ်တယ်လို့ထွေအုပ်ဝန်ထမ်းအမျိုးသမီးတယောက်ကပြောပါရရှင်။